နိုင်ငံကပညာရှင်တယောက်ကိုမေးခွန်းထုတ်တဲ့သူကဥပမာအဖြစ်ဒီ social media တွေမှာပေါ့နော်ဟိုဒီလို hate speech ပေါ့နော်အမုန်းတရားပြန်ပွားမှုတွေဝါဒပြန်မှိုင်းတိုင်းတဲ့ကိစ္စတွေမျိုးစုံပေါ်နေတယ်အဲ့ဒါတွေကိုဘယ်လိုလုပ်မလဲဟိုဘက်ကလည်းပြပြပြန်ဖြေပါတယ်ဟိုနိုင်ငံကပညာရှင်တယောက်ကလည်းဘယ်လိုမှလုပ်လို့မရဘူးဒါကတော့ဘယ်လိုမှလုပ်လို့မရအောင်ဒါကအဖြစ်မရှိဘူးတဲ့ကြံစည်တာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ကတော့ နေ့မှာကျွန်တော်စောစောပြောရဲ freelancing နဲ့တက်တဲ့ဆိုတာကကျွန်တော် media ကိုကိုစားပြုပြီးတက်တဲ့သဘောတော့မဟုတ်ပါဘူးဟိုဒီလိုငင်းငယ်ဆွေးနွေးပွဲနဲ့နိုင်ငံရေးကိုစိတ်ဝင်စားတဲ့သူတယောက်အနေနဲ့ပေါ့နော်ဆွေးနွေးပွဲရဲ့ခေါင်းစဉ်ကဒါငင်းငယ်ရေး forum 2025ဆိုတော့အဓိကကတော့တို့ဟိုကျွန်တော်အနေနဲ့မျှော်လင့်ထားတာတော့ဒါငင်းငယ်ရေးနဲ့ပတ်သက်လို့ဟိုတော်တော်လေးဖြည်းဖြည်းစီစီဆောင်ရွက်လိမ့်မယ် ဟုတ်ဟိုဆွေးနွေးကြတယ်လို့ပဲကျွန်တော်မြင်ပါတယ်အဲ့ဒီနေရာမှာငင်းငင်းဆိုတာလည်းကိုရပြောရမယ်ဆိုလို့ရှိရင်တော့ဟိုခဏငင်းငင်းလိုက်ပြန်ပြက်လိုက်ဟိုလျက်စမီလို့ပေါ့နော်ဟိုပြက်လိုက်ပြန်လာလိုက်တော့ဖြစ်လို့တော့မရဘူးအဲလာပြီဆိုလဲ ဒီတခါလေလာတော့အောင်နီးဆိုလည်းတခြားတခါလေတတ်တတ်မှတ်မှတ်နဲ့အားလုံးကိုစားဟိုလောက်ရှာရှိတဲ့လုပ်တွေကိုဆက်ဆက်နေတဲ့လုပ်တွေကိုချက်ကိုပြီးမြောက်သွားအောင်လုပ်နိုင်လို့တော့ပေါ့ငင်းချိုင်းဆိုတော့လည်းဒါကြောင့်မလို့ကျွန်တော်တို့ပြောနေတဲ့ထာဝရငင်းချိုင်းကြီးပေါ့ဒီထာဝရငင်းချိုင်းကြီးကိုဖြစ်ကိုဦးစားပေးပြီးတော့ဆွေးနွေးမယ်လို့ကျွန်တော်နည်းနည်းတော့ညွှန်လင့်ထားမိတယ်ဒါပေမဲ့နည်းနည်းလေးတော့ဟိုကွဲလဲလာလေးတချို့တော့ကျွန်တော်မြင်တယ် အဲ့ဒါအိမ်မပြောခင်မှာဒါနိုင်ငံတကာပညာရှင်တွေရဲ့ဟိုအချောင်းရောက်ပေါ့နော်ဒီတက်ချုပ်ကြီးပြောတဲ့ဟိုဒီမိန်ကုန်းကိုတော့ကျွန်တော်အကျဲချက်ပြီးပြောမျိုးပါဘူးတခြားသတင်းတွေလည်းပါပြီးတော့ပေါ့နော်ဒါပေမဲ့နိုင်ငံတကာဟိုဟိုဘက်ကပါဝင်ဆွေးနွေးတွေလူတွေအနေနဲ့တော့အထူးသဖြင့်ဗမာပြည်နဲ့ပတ်သက်ပြီးအိမ်ကြီးချင်းငြိမ်းချမ်းရေးမှာထဲထဲဝင်ဝင်လုပ်နေတဲ့ပါဝင်သူတွေကတော့တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံကပဲပုံများတယ်။ဂျန်နဲ့အိန္ဒိယနိုင်ငံတခြားပညာရှင်တွေအနေနဲ့ကတော့ပညာဘက်ပိုင်းဆိုင်ရာမှာပို့ပြီးတော့ဦးစားပေးပြီးတော့ပြောတာတွေ့တယ်။ဒါနဲ့လက်တွေ့ဘိုင်းနဲ့ပတ်သက်လို့ပြောတာတော့အထူးသဖြင့်ထိုင်းနိုင်ငံဘက်ကပြောတဲ့တာမန်ကြီးဆရာဆောက်တို့နောက်ထိုင်းဘက်ကစတာဘက်ကမှပါတယ်ဗိုလ်ချုပ်ကြီးနဲ့တပိုးလို့ဆိုလို့ရှိရင်လက်တွေ့ ဟိုလူသားချင်းစာနာတဲ့ကူညီမှုနောက်နောက်ပြီးတော့လက်တွေ့ညီညာရေးဆိုင်ရာတွေမှာဘယ်လောက်ထိသူတို့အနေနဲ့ညီမှန်းချက်ထားပြီးလုပ်တာဆိုတာမျိုးတွေကိုဆွေးနွေးသွားတာတွေ့ရတယ်ဆိုတော့ဒါကကျွန်တော်အမြင်လေးပေါ့နောက်တစ်ချက်ကြတော့ဒီနေ့မနက်ပိုင်းမှာတော့ဒါကျွန်တော်တို့နိုင်ငံရေးအဖွဲ့အစည်းတွေပါတီနိုင်ငံရေးအဖွဲ့အစည်းတွေအဲကြီးကြီးလေးလေးဆွေးနွေးကြတာရှိတယ်ဆွေးနွေးမှာကျွန်တော်နားထောင်တဲ့လောက်ကတော့ စိုးစိုးပြောတဲ့ငင်းချမ်းရေးကိုထာဝရငင်းချမ်းရေးသဘောမျိုးဥတီရတော့ဟုတ်တယ်ဒါပေမဲ့ဒီငင်းချမ်းရေးကိုအရင်ရပြီးတော့နိုင်ငံရေးလုပ်ငန်းတွေဆောင်ရွက်တယ်ဆိုတဲ့နေရာမှာအခုဖူးစားပေးပြီးတော့ပြောဆိုနေတဲ့အကြောင်းတွေကျွန်တော်ကြားသလောက်ကတော့ပေါ့နော်ဟိုရွေးကောက်ပွဲကိုပို့ပြီးတော့ဦးစားပေးပြီးတော့ရွေးကောက်ပွဲရဟုတ်ငင်းချမ်းရေးရဲ့လုပ်ငန်းစဉ်တရသဘောမျိုးယူဆပြီးတော့ဒီ ဟိုအခုလက်ရှိမှာညဉ့်ညဉ့်ကြီးဟာလည်းသူတို့ပြောတာတော့တဘာဝတော့ကြာပါတယ်။ယူကပွဲလုပ်မယ်ဆိုတာကလာမယ့်ဟိုဒီဇင်ဘာလောက်မှာဒီဇင်ဘာမှာလုပ်မှာ။အဲ့တော့ဒီဇင်ဘာမတိုင်ခင်မှာဒီညဉ့်ညဉ့်ကြီးတွေကြည်ကြည်လေးမျိုးဖြစ်သွားဖို့ဆိုတာလည်းဘလို့မှမဖြစ်နိုင်။အဲ့တော့ဟိုနည်းနည်းလေးဟို approach ပေါ့နော်။ချိကပ်ပုံနည်းနည်းလေးကဟိုဟိုထင်းထင်းရှားရှားနဲ့ကွဲလွဲလာတာကိုတွေ့ရတယ်။ရင်းချမ်းကြီးကိုအစင်းတစ်ခုနေနဲ့ဟိုလောက်တဲ့နေရာမှာရင်းချမ်းကြီးတုတ်တယ်ဆိုတဲ့နေရာမှာအခုလက်ရှိအဖြစ်တော့ဒီ လက်ရှိနိုင်ငံရေးအကြက်တဲတွေကိုထွက်ပေါက်တစ်ခုလည်းဖြစ်တဲ့ရွေးကောက်ပွဲကိုဖြစ်နိုင်တဲ့လောက်လုပ်သွားမယ်အဲ့ဒါပြီးတော့မှငြိမ်းချမ်းရေးကိုပုံပို့ပြီးတော့တိုးချဲ့ပြီးတော့အားဖြည့်ပြီးလှုပ်ဆောင်သွားမယ်ဆိုတဲ့ပုံစံမျိုးလေးတွေပေါ့နော်ဆိုတော့ပြောဆိုနေကြတာတွေ့တယ်အဲ့တော့အဲ့ဒီနေထားဆိုတော့လာမယ့်ရွေးကောက်ပွဲတောင်မှပဲလုံခြုံရေးအဆင်ပြေပါမလားလူတွေဘလောက်ပါနိုင်မလဲဒါပေမဲ့ပြပြသားသားရွေးကောက်ပွဲဆိုင်ရာပုံကိုယ်တွေပြောတဲ့အနေထားအရဆိုလို့ရှိရင်တော့ ်ခုလက်ရှိရွေးကောက်ထဲမှာဝင်ပါမဲ့နိုင်ငံရေးပါတီတွေရဲ့သဘောထားကတော့ဒီကောက်ပွဲကဘာပဲပြောပြောဖြစ်မှာလဲအခုလက်ရှိ2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပြဋ္ဌာန်းထားချက်အရာကိုကရွေးကောက်ပွဲကမဖြစ်ဘူးဆိုတာအကြောင်းကိုမရှိဘူးအဲ့တော့ဒီရွေးကောက်ပွဲကိုသူတို့ကခေါင်းစဉ်တက်တာလေးတော့ကျွန်တော်သဘောကျပါတယ်ဒါအသွင်ကူးပြောင်းရေးဆိုင်ရွေးကောက်ပွဲဆိုရောခေါင်းစဉ်တက်ပြီးတော့ပုံကိုတယောက်ကတေချာပြောသွားတာကျွန်တော်ကြားလိုက်တယ်ဆိုတော့ဘယ်သူပဲွာဆိုတော့ကျွန်တော်လည်းပြောမရှိဘူးလေ ဆိုတော့ဒါကကျွန်တော်ကြားသလောက်ကလေးတွေပေါ့အခုတော့ခုကတော့မနေ့ပိုင်းပဲရှိသေးတယ်ဆိုတော့လေကျွန်တော်လည်းတက်နိုင်သမျှတော့ဟိုကြည်ကြည်ပြင်းပြင်းလိုက်ပြောနားထောင်ဖို့ပဲကျွန်တော်အနေနဲ့ကတော့လိလာတဲ့သဘောနဲ့ဒါလွတ်သဘောပေါ့နော်ကျွန်တော်ဟိုကြားပြီးရင်တော့အဲကိုလည်းဆွေးနွေးသိရင်တော့ဝင်ဆွေးနွေးတာပေါ့လေကျွန်တော်ကတော့အားလုံးရဲ့သဘောထားတွေသိထားရင်ကောင်းပါတယ်ဆိုတော့သဘောထားပဲရှိပါတယ်အလားတူပဲဒီပြင်အောင်မှာကျွန်တော်တခုပဲသိချာချာကြကြတနာပြောချင်တာကဟို တချို့တော့ဟိုအပြင်ဘက်ပိုင်းဆိုင်ရာမှာပေါ့နော်အခုလက်ရှိဟိုနိုင်ငံရေးအခြေအနေကိုတိတ်ပြီးအစိုးမြင်နေတဲ့လူတွေလက်ရှိနိုင်ငံရေး process ကိုလုပ်ငန်းစဉ်ကိုဟိုဝေဖန်နေတဲ့ media တွေအပါအဝင်ပေါ့နော်လူတွေပြောနေကြသလိုဒီလိုစွန့်နှွေးခွဲမှာဝင်ပြီးတော့တက်တဲ့လူတွေဟာဥပမာအဖြစ်ဆိုတော့ရန်ဆိုင်ပြောရင်စစ်တပ်ကိုပေါက်ကန်နေတဲ့ဒီဒီလူတွေဝင်ပါနေကြတဲ့အဲခေါင်းကြီးခေါင်းဟိုခေါင်းကြီးနဲ့လူတွေရဲ့ ဟိုစဉ်းနွေးပွဲသဘောမျိုးဟိုပုံဖော်နေကြတာမြင်တယ်ကျွန်တော်အမြင်ကတော့လုံးဝမဟုတ်ပါဘူးကျွန်တော်ကြားရတဲ့အချိန်မှာဟိုဆွေးနွေးနေကြတဲ့သူတွေကတော်တော်လေးပြပြသားသားနဲ့ဟိုအပြင်းမမကြားရဘူးတဲ့စကားမျိုးတွေနဲ့တောင်မှပဲပြင်းပြင်းထန်ထန်ဆွေးနွေးရဆိုတော့ကျွန်တော်ကြားရပါလေအဲ့တော့ဒီဟာလေးနဲ့ပတ်သက်လို့ကတော့ဝင်ပါနေတဲ့လူတွေဒီလုပ်ငန်းစဉ်မှာပါနေတဲ့လူတွေကလည်းသူတို့ရဲ့ယုံကြည်ချက်နဲ့ပုံစံအတိုင်းပဲထိထိရောက်ရောက်ဖြစ်အောင် ပြီးတော့အားလုံးကစိုက်ကြိုးစားနေတာကိုကျွန်တော်တွေ့ရဲဆိုတာတော့ပဲကျွန်တော်ပြန်ကြချင်ပါတယ်မီဒီယာအခမ်းအနားမှာတော့ခုမနေ့ပိုင်းကျွန်တော်မြင်သလောက်ကတော့တိတ်ပြီးတော့ဆွေးနွေးတာတော့မရှိသေးဘူးဒါပေမဲ့မနေ့ကဆွေးနွေးသွားတဲ့အချိန်မှာတော့ထူးခြားတဲ့ဒါပြပြသသားလည်းဟုတ်ဟုတ်တယ်ဟိုမှန်ကန်တဲ့အကြောင်းပါပဲနိုင်ငံကပညာရှင်တယောက်ကပြောတာနိုင်ငံကပညာရှင်တယောက်ကိုမင်းကထုတ်တဲ့သူကဥပမာအဖြစ်ဒီ social media တွေမှာပေါ့နော်ဟို ဒီလို hate speech အမုန်းတရားပြန်ပွားမှုတွေဝါဒပြန်မှိုင်းတိုင်းတဲ့ကိစ္စတွေမျိုးစုံပေါ်နေတယ်။အဲ့အရာတွေကိုဘယ်လိုလုပ်မလဲ။ဟိုဘက်ကလည်းပြပြပြန်ဖြေပါတယ်။ဟိုနိုင်ငံကပြည်သားရှင်ပြောပါတယ်။ဘယ်လိုမှလုပ်လို့မရဘူး။ဒါကတော့ဘယ်လိုမှလုပ်လို့မရဘူး။ဒါကအဖြစ်မရှိဘူးတဲ့ကြံစည်နာပေါ့နော်။ဒါပေမဲ့လည်းကျွန်တော်ကတော့ဟိုဒါအချိန်များလို့လည်းကျွန်တော်ထားမဆွေးနွေးပါဖြစ်ပါဘူး။အချိန်မရှိဘူးတော့မဟုတ်ဘူး။အဖြစ်မရှိဘူးတော့မဟုတ်ဘူး။အဖြစ်ရှိ။အဖြစ်ကဘာလဲဆိုတော့ဟို လူတွေကိုဒါဟိုဒီလိုပြန်ပွားနေတဲ့ကိစ္စတွေတားဆီးလို့တော့မရနိုင်ဘူးဒါပေမဲ့ဒီဒီမီဒီယာတွေကိုစားသုံးနေတဲ့သူတွေအနေနဲ့တော့အမှန်နဲ့အမှားကိုချင်းချင်းနိုင်တဲ့နိုင်ငံရေးရေးချင်းမီဒီယာရေးချင်းတက်လာအောင်တော့တနည်းတစ်ဖုံနဲ့လုပ်ပေးရမယ့်ကိစ္စတွေရှိပါတယ်အဲ့တော့အာအာနေမဟုတ်တာတွေနဲ့မုံတိတာတွေပြောနေလို့ရှိရင်ဟိုတကယ်တမ်းကြာလို့ရှိရင်နားထောင်နေလူမရှိဘူးအဲ ဝင်ပြီးတော့ဒီကိစ္စတွေမှာဟိုဝင်ပြီးတော့ participate လုပ်တဲ့လူတွေနည်းလာလို့ရှင်ဒီလူတွေလည်းတဖြည်းဖြည်းနဲ့တော့ဟိုပြင်းသွားရင်ပျောက်သွားမှာပေါ့ဗျာဒါပါပဲ